ဘာမှမရှိဘူးဒီဘက်ကဘာမှမရှိဘူးခေါင်းကြီးတောင်းတော့ခေါင်းကြီးတောင်းတော့ဘုရားလားဒီပေါက်တဲ့မွေလေးကြားဘူးကြလားတကယ်ရှိပါတယ်နောက်အမေရိကကဒီမွေတွေကနမီတာလောက်အကွာဝေးရနေတော့ကြားတယ်နှိပ်လည်းပဲဤကိုပေါက်နိုင်ပါတယ်ရေရွယ်ချက်ကတော့သူတို့ကိုသူတို့ကာကွယ်ဖို့ပါအနတ်ကဘလို့ရှိမလဲမသိပင်မဲ့အတန်ရှားရုံနဲ့တွေ့ပြလောက်ပါတယ်ဒီနေ့တော့ကျော်တို့နဲ့မဆိုင်တဲ့မွေတွေရဲ့ဘဝထဲမှာဘလို့အခက်ခွဲတွေရှိလဲ သားဝင်နေရေးတွေခြောက်လဲရဲ့လားတီတိုးရတာမျိုးရှိလားသိရအောင်ဝင်ကြည့်ကြပါပထမဦးဆုံးမွေးတွေမှာမျိုးပွားနေ၃နှစ်ရှိပါတယ်ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်မွေးပြီးတယ်ဆိုရော့အင်ပြက်သွားမှာပါဒါကြောင့်မွေးတော်တော်နဲ့နဲ့မိပါမဲ့တွေပါတပတ်အုံးနေရလွဲလို့ပေါ့သူတို့ကတော့နဲ့နဲ့တော်ပါသေးတယ်မွေးမွေးချင်းမပြက်ပါဘူးအကောင်ပေါက်တာဆောင်းလိုက်ပါသေးတယ်ပေါက်လာတဲ့ကတော့လေကို့ကိုစားမဲ့ကောင်တွေကစောင့်နေပါတယ်ဒီဥလေးကိုကြည့်ပါသူအကောင်ပေါက်လာတော့ခေါင်းထဲမှာအိမ်မက်တွေနဲ့တည့်နေပါတယ်ငါတနေ့အန်နာကွန်တာကြီးဖျက်ရမယ်ကွာအဲ့ဒီချိန်မှာလေအဖားခံလိုက်ရပါတယ် ားသွားတာကအယွတ်စိတ်နဲ့ငားတွေပါမွေပေါက်ဘဝမှာငားတွေတော့ကြောက်ရပါတယ်ငှက်တွေဆိုရင်တော့အိမ်မဆိုးတွေပါသူများတွေနဲ့မတူပဲထီစုကြီးပေါက်လို့မွေဘဝရောက်လာတဲ့မွေလေးတွေကိုသူတို့ထက်ကြီးတဲ့မွေကြီးတွေကလည်းစားပါသေးတယ်လောလောဆယ်အသက်ရှင်နေတဲ့အကောင်ပေါက်လေးတွေစီပဲပြန်သွားကြည့်အောင်သူတို့ကလည်းဥပေါက်ပြီးတယ်ဆိုပြန်ပြီးဘဝမကူးအောင်အသာရှာမှရမှာပါဒီလိုရှာတဲ့နေရာမှာနည်းနည်းတော့စားတတ်ဖို့လိုပါတယ်အင်းဆက်တွေနဲ့ကြွက်တို့ပါတို့လို့တရားမတိုက်နိုင်တဲ့ကောင်တွေကိုပဲရှာရမှာပါမဟုတ်ပဲ ရုံလေလောက်ကိုအမဲသွားလိုက်မြင်ရင်တော့တားကောင်ကမုတ်သိုးကိုစီးပြန်ဆွတ်သွားတဲ့အကွက်မျိုးကြုံရနိုင်ပါတယ်။အဲ့လိုမကြုံကျင်တော့ပိုးကောင်လေးပါလေးဖမ်းဆားပြီးရဲတွင်းနဲ့ပြန်ဝင်ဒီလောက်ပဲလှုပ်လို့ရပါတယ်။တွင်းနဲ့ဝင်နေတော့အပြည့်မှာအရန်ပူလာရင်လေမွေပါဗီကျူးဖြစ်သွားပါလိမ့်မယ်။မွေတွေကအပူချိန်ပြောင်းလဲမှုကိုလည်းမခံနိုင်ပါဘူး။ဒီထက်နည်းနည်းကြီးလာပြီဆိုရင်တော့အကုန်လုံးကနောက်နံဖြစ်သွားပါပြီ။ငါးတွေနဲ့ပရွက်စိတ်တွေကမနှက်စားလို့ပါပဲ။ကိုထအကောင်သေးတဲ့မွေတွေကိုလည်းစားလို့ရပါတယ်။သိုးတာကအခွန်လဲစားလဲရတော့မှာပါ။မိန်းကလေးတွေ တလားတခါမီးနီပြရင်ဘိုက်အောင်နာနဲ့သဘောတရားအတူတူပါပဲ။မွေတွေကတော့ပိုဆိုးပါတယ်။အကောင်ဆိုင်ကြီးလာတိုင်းအခွန်လဲရမှာပါ။မွေပေါက်ဆိုရင်၄ဘက်ကနေ၆ဘက်ကိုတခါလဲရပါတယ်။အရွယ်ရောက်လာရင်တော့တနစ်ကို၃ချိန်ကနေ၆ချိန်လောက်လဲကြပါတယ်။ပြောချင်တာကအကောင်တင်းတင်းကြီးလေနည်းနည်းလဲရလေပါပဲ။မွေအရေကုန်လဲပြီဆိုရင်လာတဲ့အုံကတ်လို့မရတယ်လို့အုတ်ထုတ်ဆောင်တယ်လို့လည်းမလွယ်ကူပါဘူး။အကျိုးဆိုပြီးတော့ရှိပါတယ်။ဒီအချိန်မှာမျက်လုံးတွေကတိမ်ဖုံးပြီးဘာမှမနေရတော့ပါဘူး။ ခန္ဓာကိုယ်ကလည်းအထိခိုက်မခံဖြစ်လာပြီးတော့မျက်လုံးပြန်နေရပြီဆိုမှတကယ်အရေကွန်လဲတာကဆပါတယ်ဒီမှာလဲအရေကွန်ကချို့မရဖြစ်နေကြောက်တုံးလာသွားပြီးခေါင်းနဲ့ဆောင်းအောင်ဟာတဖြည်းဖြည်းအဆပေါ်ပြီးတိုးထွက်လို့ရမှာပါဒါတောင်တိုးထွက်လို့မရဘူးဆိုရင်တော့ခွာထုတ်ရပါမယ်ဒါသာချင်းဒီပါ WiFi ပေါ်မှာလိုက်ရောင်းတဲ့ဂုံးကိုအခွန်ခွာရတယ်လို့ပါပဲဒီလောက်ဆိုမျက်စီတွေပေါ်မဲ့ထင်ပါတယ်ကို့အခွန်ထဲကတိုးလည်းမထွက်နိုင်ခွာလည်းမထုတ်နိုင်ဘူးဆိုရင်တော့သေပါတယ်ပတ်ဝန်းကျင်မှာမွေရေကွန်အရှိကြီးလဲထားတာတွေ့ရင်ခဏကန်ကောင်းပါတယ် ဒီမွေရေကိုရေသက်သန်ထဲမှာ900ရက်လောက်စိမ်ပါပြီးရင်အဲ့ဒီရေကိုပြန်ကြိုပြီးတောက်လိုက်ပါဆေးဆောင်နေနေပြသေးခြင်းနေနေတောက်ပါပြီးနေနေပေါက်ပါမယ်မွေရေဘွားကအော်ဆရာကြီးနဲ့ပြေးနေတာတော့အမှန်ပါရေကုန်လဲတာအပြင်မိတ်လိုက်တဲ့အချိန်လဲအတူတူပါပဲမွေထီးတွေမှာပလူရယ်နဲ့စင်ကူလာဆိုပြီးနှစ်မျိုးခွဲလို့ရပါတယ်စင်ကူလာကတော့တစ်ခုတည်းပါဘောင်မွေလို့ဘေးဖယ်ထားလိုက်ပါမယ်ပလူရယ်ကတော့အထီးတစ်ကောင်ထဲမှာလက်နက်တစ်ခုရှိနေတာပါဒါကြီးကတော့နည်းနည်းဆန်းသွားပါပြီ နှစ်ခုပါတာတယ်မဟုတ်ပဲဒီဇိုင်းမျိုးစုံလိုချင်လဲရပါတယ်ခက်ရှိရှိလားဒါမှမဟုတ်ငနှားချိတ်ပုံစံလေးလားအစုံရှိပါတယ်ဘာအတွက်လဲဆိုရင်တခြားမွေမျိုးတွေနဲ့ပါမိတ်လိုက်လို့ရအောင်ပါအာသွင်ကြိုးတစ်ချောင်းကတိုက်စီ UHB HDMI အစုံပါတာနဲ့တွတ်တူပါတယ်ဒီလိုအစုံရချင်တဲ့နေရာရှာနေရင်တော့ဒီလိုသွားပါဝီပီအန်ကနေအစားအလိုက် motion နဲ့ကက်ကက်အပါဝင် AI နေအထိ premium မျိုးစုံရပါတယ်ဈေးလဲတက်တာလို့ ကိုမန်းလင်းရလေဝင်ကြည့်လိုက်ပါအထီးတင်နှစ်ခုပါတာလားဆိုတော့မဟုတ်ပါဘူးအမမာလည်းနှစ်ခုပါတာရှိပါတယ်အဲ့ဒီရဲ့အကျိုးကတော့အထီးတစ်ကောင်ကအမနှစ်ကောင်နဲ့သုံးယောက်အချို့မလားအမကအထီးနှစ်ကောင်နဲ့အချို့မလားဒါမှမဟုတ်လက်နက်တစ်ခုကြည်ကုန်သွားရင်နောက်တစ်ခုသုံးမလားစိုက်တယ်လို့လုပ်လို့ရပါတယ်တွေးကြည့်ရင်တော့တော်တော်ဟန်ကြတဲ့ကိစ္စပါအချိန်ရလဲတဏှာကြီးရနေတညာလုံးထိကြာနိုင်ပါတယ်အမတကောင်လေးကိုနှစ်ကောင်ဝိုင်းလူရမယ်ဆိုရင်တော့ပြိုင်ပွဲတစ်ခုရှိပါတယ်ဒီပြိုင်ပွဲမှာ တိကျချက်တွေလည်းရှိပါသေးတယ်ခနာကိုချင်းရှင်ပြီးခေါင်းကိုမိုးပေါ်ထောင်ထားရပါမယ်တခြားတစ်ခေါင်းကိုမြေပေါ်လှည့်ချရပါမယ်အစွဲသုံးရင်တော့ဖောင်းပါလေဒီလိုတိုင်လို့နိုင်တဲ့ခေါင်းကအမအကိုရမှာပါဓားလျားခတ်တာတွေနဲ့ပြည့်နေတဲ့မွေတွေမှာတခြားထူးခြားတာတွေလည်းရှိပါသေးတယ်ဥပမာမွေတွေကငလုံးပွင့်ပြီးအိပ်ကြပါတယ်သူတို့မှာမျက်ခုံမရှိပါဘူးအဲ့ဒါအတင်းဟိဘီရှင်လည်းပါပါသေးတယ်ဓားခေါင်က ွေးတရဝါလာသွေးနေတရဝါလာဆိုတာကိုတန်းသိနိုင်ပါတယ်ဒီမွေတွေဆိုရင်တေးချင်အောင်ဆောင်တတ်ပါတယ်ရိုးချိုးဟန်ဆောင်တာမျိုးမဟုတ်ပါဘူးအော်စကာသူရလောက်အောင်ကိုဆောင်တာပါပထမဦးဆုံးပက်လက်လှန်လိုက်မယ်ကြာထုတ်မယ်အပုံနှံထုတ်ပြီးအသက်ကသွေးမှာထွက်ကြပါသေးတယ်တကယ်အော်စကာပေးတဲ့ကောင်လေးတွေပါတချို့မွေမတွေကမျိုးပွားဖို့အထီးမလိုပါဘူးသူတို့တယောက်တည်းမျိုးပွားလို့ရပါတယ်ဒီလောက်ဆိုရင်မွေတွေရဲ့ဘဝကိုတော်တော်ဆုံးဆုံးလင်းလင်းတိလောက်ပြီးထင်ပါတယ်လမ်းမှာမွေနဲ့တွေ့လို့ကိုယ်ကိုအနေနဲ့မတူဘူးဆိုရင်ရိုက်မတတ်ကြပါနဲ့တရွာတိုင်းကို ကျင်နာကြပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါလိုက်ရင် subscribe လဲလောက်ခဲ့ကြပါဦးနောက်ဗီဒီယိုရောက်မှပြန်တွေ့ကြမယ်